ားလုံးပဲမင်္ဂလာပါ။ Barcelona မရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ဒီကနေ့ရဲ့နောက်ဆုံးရ Barcelona ဒီနေ့ကိုကြည့်မယ်ဆိုရင်တော့အသင်းရဲ့နောက်ခံလူ Eric Garcia ကိုအသင်းရဲ့ဘုတ်အဖွဲ့က2030အထိတက်တန်ရှိတဲ့စာချုပ်တင်နဲ့ကမ်းလှမ်းလိုက်တယ်။နောက်ခံလူ Eric Garcia ကလည်းဒီစာချုပ်ကိုလက်ခံဖို့ရှိနေပြီးတော့စာချုပ်ပါအသေးစိတ်အချက်အလက်တွေကိုနှစ်ဖက်ကြားဆွေးနွေးနေပြီလို့သိရတယ်။အစီဖလီရဲ့ယုံကြည်မှုတွေကိုရရှိနေပြီးတော့နောက်ပိုင်းအသင်းရဲ့ပွဲစဉ်တိုင်းမှာပါဝင်လာတဲ့ဒီနောက်ခံလူကို အတင်းရဲ့ဘုတ်ဖွဲ့ကလည်းအတင်းမှာဆက်ထားဖို့ဆန္ဒရှိနေတဲ့အတွက်ကြောင့်ဒီစာချုပ်ကိုကန့်လန့်ခဲ့တာလည်းဖြစ်တယ်။အတင်းရဲ့အဓိကကစားသမားဖြစ်တဲ့ကွင်းလက်လူပက်ဒရီကဒံယားကနေပြင်လည်တက်တလာပြီးတော့အတင်းရဲ့ထွက်နေတယ်မှာပါဝင်နေပြီလို့စပိန်နယ်ကြီးချင်းစာတွေကဖော်ပြထားတယ်။ကွင်းလက်လူပက်ဒရီမပါဝင်တဲ့ပွဲစဉ်မှာကျွန်တော်တို့ဘာစီလိုနာအတင်းကကွင်းလက်ပိုင်းမှာရင်အားနေခဲ့ပြီးတော့မီဘီယာဟစီဖစ်လက်အနေနဲ့ကလည်းရှိလာမဲ့ဒီဘူဒီဘူအလာဘတ်စနယ်ပွဲစဉ်မှာပက်ဒရီတယောက်မိနစ်နည်းငယ်ကစားနိုင်မယ်လို့မျှော်လင့်နေတယ် ချက်စီအသင်းကိုချန်ပီယံလိပွဲစဉ်မှာ3-0ဆိုတဲ့ရတနဲ့ရှုံးတဲ့ပြီးတဲ့နောက်မှာတော့လီဗျာဟန်စီဖီလစ်ကကျွန်တော်တို့ဒီပွဲစဉ်မှာဘောလုံးနဲ့အကြိမ်ကြိမ်ဆုံးဆုံးခဲ့တာကကျွန်တော်တို့ရဲ့ရလက်ကိုစိုးဝါစေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပြီးတော့ချက်စီရဲ့ကွင်းမှာတယောက်ယုံနဲ့ကစားနေရတာကကျွန်တော်တို့အတွက်နိုင်ရရှိဖို့ပုံပုံခက်ခဲသွားတယ်လို့အစီဖီလစ်ကပွဲပြီးအင်တာဗျူးမှာပြောခဲ့တယ်။သူ့အနေနဲ့အသင်းရဲ့အမှားတွေကိုပြင်ဆင်ပြီးတော့နောက်ထပ်ပုံစံကောင်းတစ်မျိုးနဲ့ပြန်လာနိုင်ဖို့ကြိုးစားသွားမယ်လို့ အသင်းရဲ့ပြိတက်တွေကိုဂရိပေးလိုက်တယ်။နိုဝင်ဘာလရဲ့လာလီဂါသလားတာအကောင်းဆုံးစီးရင်မှာကီလီယန်အမ်ဘာပေအန်တိုနီဂရစ်မန်တို့နဲ့အပြိုင်တိုက်စစ်မှုလမင်ယမားကပါဝင်ခဲ့ပြီးတော့လူငယ်အကောင်းဆုံးကစားသမားစီးရင်မှာတော့နောက်ပိုင်းအသင်းမှာခြေစွမ်းပြနေတဲ့ဖာမင်လိုပတ်ညီပြအကောင်းဆုံးစီးရင်မှာတော့အက်တလတီကိုမက်ဒရစ်ညီပြဒီကိုဆင်မြူနီနဲ့အတူကျွန်တော်တို့ရဲ့ဘာစီလိုနာအသင်းညီပြဟန်စီဖလစ်ကလည်းအသီးသီးပါဝင်ခဲ့တယ်ဒီနေ့နဲ့နဲ့မှာချန်ပီယံလိပွဲစဉ်နဲ့အားလုံးကစားပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဘာစီလိုနာအသင်းက၅ပွဲကစား၂ပွဲနိုင် တပွဲတည်းရီနှစ်ပွဲရှုံးဆိုတဲ့ရလနဲ့အဆင့်၁၈မှာယက်တည်နေရတယ်။ချန်ပီယံလိပြိုင်ပွဲမှာကျွန်တော်တို့အတင်ကလက်ကျန်၃ပွဲကစားဖို့ရှိနေပြီးတော့ဂျာမန်ကလပ်ဖြစ်တဲ့ Eintracht Frankfurt ကိုကျွန်တော်တို့ရဲ့အင်ဝင်း Sportify Cup လူမှာအခန့်ရှင်ပြိုင်ရမှာဖြစ်ပြီးတော့ဒုတိယပွဲစဉ်အနေနဲ့ကတော့ Slavia Prague ရဲ့အင်ဝင်းမှာကျွန်တော်တို့တွားကန်ရမယ်။နောက်ဆုံးပွဲစဉ်ကိုတော့ကျွန်တော်တို့ရဲ့အင်ဝင်းမှာပဲ FC Copenhagen အတင်းကိုအခန့်ရှင်ပြိုင်ရမယ်။ဒီပွဲစဉ်၃ပွဲမှာကျွန်တော်တို့ Barcelona အတင်းအနေနဲ့ မှတ်ပြရယူနိုင်ဖို့လိုတယ်ကျွန်တော်မြင်ရတော့ဂျာမန်ကလပ်ဖြစ်တဲ့ Eintracht Frankfurt ကိုအနည်းငယ်ခက်ခက်ခဲကစားမှဖြစ်ပြီးတော့ Slavia Prague ရဲ့အင်ဝင်မှာတော့ကျွန်တော်တို့၃မှတ်ပြရမယ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ FC Copenhagen ကိုတော့ကျွန်တော်တို့လွယ်ကူကူနဲ့ပဲအနိုင်ရသွားမယ်လို့ထင်တယ်အဆုံးလက်ကျန်၃ပွဲကိုကျွန်တော်တို့အသင်းအနေနဲ့အမှတ်ပြရမယ်ဆိုရင်တော့တော့အိတ်ကမတိကြပါပဲ။ Playoff အဆင့်ကနေပဲ Champion League ကိုဆက်လက်ရှင်ပြန်ရဖို့ရှိနေ။ Barcelona ဘုတ်ဖွဲ့ကအသက်အရွယ်ကျလာပြီးဖြစ်တဲ့တိုက်စီမှု Lewandowski နေရာမှာအစားထိုးဖို့တိုက်စီမှုတွေကိုရှာဖွေနေတယ်။ ကျွန်တော်တို့အသင်းရဲ့အဓိကပြစ်မှတ်ကတော့အတလတီကိုမက်ဒရစ်အသင်းရဲ့တိုက်စစ်မှုဂျူလီယန်အေဗာရက်စ်ဖြစ်ပြီးတော့အတလတီကိုမက်ဒရစ်အသင်းကလည်းဒီကစားသမားလေးကိုမယောင်းကျင်ဘူးရောင်းချမယ်ဆိုရင်တော့မှတန်း100နဲ့တန်း150ကျားကိုတောင်းဆိုထားတယ်အသင်းရဲ့ဘတ်ဂျက်အနေထားအရတော့ခေါ်ယူဖို့ခက်ခဲတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့နောက်ထပ်ဒုတိယဦးစားပေးတိုက်စစ်မှုအနေနဲ့ရတော့ဒူဝေဒအသင်းမှာနေရာမရဖြစ်နေတဲ့ဒူရှန်ဘလာဟိုဗစ်ကိုသူတို့တာဂတ်ထားနေတယ်ဂျူဝေဒအသင်းကတော့ဒီကစားသမားအတွက်ပေါင်တန်း60ရနိုင်မယ်ဆိုရင် သူတို့ရဲ့တိုက်စစ်မှုကိုသူတို့ရောင်းချမယ်အချိန်မှာအတင်းတိုင်းကအတန်းတရအတန်း200တုံးနေတဲ့အချိန်မှာကျွန်တော်တို့ဘာစီလိုနာအတင်းကလည်းလူရင်းရားကိုထပ်မံဖြစ်တင်မှုလိုအပ်တယ်မနေ့ကထွက်သွားတဲ့နောက်ခံလူမာတီနက်စ်ရဲ့နေရာမှာလည်းအစားထိုးခဲ့တာမရှိသလိုတိုက်စစ်မှာဆိုရင်လည်းလီဝန်ဒော့စကီကအကြဘက်ကိုတော်တော်ကိုရောက်နေပြီးသူနေရာမှာလည်းတိုက်စစ်မှုတရားကိုအစားထိုးဖို့လိုအပ်တယ်ဒီလိုလိုအပ်တဲ့နေရာတွေမှာအစားမထိုးနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့အနေနဲ့အောင်မြင်မှုစုပလားတွေကိုရယူနိုင်ဖို့ဆိုတာတော့တော်တော်ကိုခင်းရင်းသွားမယ်လို့ထင်တယ် ါကြောင့်လည်းအတင်းရဲ့ပုပ်ဖွဲ့ကနောက်ရဒီမှာတိုက်စစ်မှုတရားနဲ့ခိုင်စစ်မှုတရားကိုထပ်မံအားပြဖို့အတွက်သူတို့အနေနဲ့စီစဉ်နေတယ်လို့သတင်းတွေကဖော်ပြလာတယ်။ဒါတွေကတော့စိတ်ဝင်စားစရာနောက်ဆုံးရဘာစီလိုနာအတင်းရဲ့သတင်းတွေပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။